ယောက်ျားမရှိဘဲနောက်ထပ်ကလေးထပ်မွေးထားတာမဟုတ်ကြဒုတိယမြောက်သမီးလေးစာရာနဲ့သူမရဲ့လက်ရှိခင်မွန်းကိုချပြလာခဲ့တဲ့ဆိုတော်အီတင်ချိုဆွေမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်အီတင်ချိုဆွေကတော့အခုလက်ရှိဩစတြေးလျနိုင်ငံမှာရောက်ရှိနေထိုင်နေတာဖြစ်ပြီးဩစတြေးလျကိုရောက်ရှိစဉ်အချိန်ကာလကလေးကသမီးလေး IV နဲ့အတူဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့တာဖြစ်ပါတယ် အော်စီကိုရောက်ရှိခဲ့ပြီးတော့အချိန်ကာလတစ်ခုမှာတော့သူမဘဝကိုအရာရာနားလဲပေးပြီးဘဝလုံးကြုံမှုပေးနိုင်မဲ့ချစ်သူကိုထပ်မံတွေ့ဆုံခဲ့ရကအီတင်ချွစီကနောက်ထပ်အိမ်တော်တစ်ခုကိုထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူမဘဝကို low profile နဲ့သာဖြတ်တန်းနေတဲ့အီတင်ကသူမနောက်ထပ်လက်ထပ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြိသက်တွေကိုချပြခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။အဆိုပါခင်မုန်းတဲ့အတူဒုတိယမြောက်တမီးလေးစာရွာကိုမွေးဖွားပြီးတဲ့အချိန်မှာတော့အီတင်ချွေကတမီးလေးစာရွာရဲ့ဓပုံတွေကိုအရင်ဦးဆုံးပြသလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီချိန်မှာပြည်သက်တွေကပထမတစ်ခါအိမ်တော်မကြဘဲနဲ့ကလေးမွေးခဲ့တယ်လို့အခုလိုဒုတိယတစ်ခါမှလည်းအိမ်တော်မရှိဘဲနဲ့ကလေးမွေးတယ်ဆိုပြီးမြမရိုးရာထုံနဲ့အစင်လာနဲ့တွေ့ဖီနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ နိုင်ငံသားမအနေနဲ့ပြီးကိုဘဝကိုအကောင်းဆုံးရည်တည်နေပြီမဲ့အမျိုးမျိုးဝေဖန်တိုက်ခိုက်တာခံရတဲ့အချိန်မှာတော့အီတင်ချိုဆွေကသူမအနေနဲ့သူမရဲ့ personal ကိစ္စတွေကိုချမပြခဲ့ပြီမဲ့တမင်းငယ်လေးစာရာကိုခင်မောတဲ့မရှိပဲမွေးဖွားထားတာမဟုတ်ကြောင်းဒီကနေ့မှာတော့တမင်းလေးစာရာရဲ့ဓာတ်ပုံလေးတွေနဲ့အတူသူမရဲ့လက်ရှိခင်မောရဲ့ပုံရိပ်လေးတွေကိုပါချပြလာခဲ့တာပဲဖြစ်ပါတယ် အခုဆိုရင်တော့ချင်းရတဲ့ခင်မုန်းနဲ့အတူသမီးလေးနှစ်ယောက်နဲ့တာယာပြေဆုံကျွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်နေပြီဖြစ်ကြောင်းအင်းတင်ချွတ်ဆွေကတော့ဖွင့်ဖွင့်လင်းလင်းခြားပြလိုက်ပြီးပဲဖြစ်ပါတယ်